မင်္ဂလာပါဗျမင်္ဂလာပါနော်ဆိုတော့အောင်မြင်မှုကိုအရောက်သွားကြရမယ်ဆိုတော့အောင်မြင်ဖို့ကတော့ကျွန်တော်တို့အောင်ဖို့နီလန်းတွေကိုအောင်ဖို့လုံနိုင်သူများ ਨੇ အောင်ဖို့လုံနိုင်အောင်ပေါ့နော်ဆိုတော့အောင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကနီးပေါင်းစုံနဲ့လုံကြရမှာပေါ့နော် ကိုဘကတိဆောက်ရေးကိုကျွန်တော်တို့ခက်ခဲမှမှလုပ်ကြရမယ်။တခါကျွန်တော်တို့ကိုဘကလုံခြုံရေးကိုကျွန်တော်တို့ခက်ခဲမှမှတိဆောက်ကြရမယ်။တခါကျွန်တော်တို့မြေပြင်ကစည်ရေးအခြေအနေတွေနဲ့မဟာဗျူဟာမြောက်လှုပ်ဆောင်မှုတွေပေါ့ဗျာနော်။အဲ့ဒါတွေကို ေါင်းဆက်ပြီးတော့လှုပ်ဆောင်ကြဖို့လိုပါတယ်ဆိုတော့ဒေါ်လာရေးကြီးအောင်ဖို့ကတော့ကျွန်တော်တို့အရောက်ချင်းစီတိုင်းမှာတာဝန်ရှိတယ်အရောက်ချင်းစီတိုင်းကကျွန်တော်တို့လုပ်နိုင်တဲ့ပုံစံမျိုးနဲ့နော်ကျွန်တော်တို့တွေဝိုင်းလုပ်ကြရမယ်ပေါ့ဆိုတော့ကျွန်တော်ဒီနေ့တင်ပြဆွေးနွေးခြင်းတဲ့အကြောင်းအရာကမဟာဗျူဟာ drone ဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပါတယ် ဆိုတော့က drone ဆိုတဲ့ခြေရာကိုပြန်ကောက်မယ်ဆိုရင်ဒီ drone ရဲ့အရေးပါမှုကကျွန်တော်တို့ဒီ27ရာစုမှာအရန်ကိုရှေ့တန်းရောက်လာတယ်။ဒါကိုကျွန်တော်ဒီနိုင်ငံကိုနှစ်ပေါင်း20ကျော်ကျွန်တော်ရောက်လာတဲ့အချိန်မှာဒါတွေကိုကျွန်တော်တွေ့မိတယ်သတိထားမိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီ new dollar အစမှာပေါ့နော်ကျွန်တော်ရဲ့ပထမဆုံး live အနေနဲ့က ဒီ drone နဲ့ပတ်သက်ပြီးတော့စတင်ပြီးတော့တင်ပြပြီးတော့ဒီ new dollar ရဲ့ live tag ကိုကျွန်တော်စပြီးတော့ပါဝင်လာခဲ့တယ်။ဆိုတော့အဲ့ဒီအချိန်မှာဆိုတော့ကျွန်တော်ပထမအဆုံး drone နဲ့ပတ်သက်ပြီးတော့မြန်မာပြည်မှာကျွန်တော်တင်ပြမိတ်ဆက်ပေးခဲ့တယ်ပေါ့။တကယ်ကိုပဲအားရစရာပါပဲ။မြန်မာပြည်အနက်မှာ drone ကိုအဓိကမဟာဗျူဟာမြောက်လက်နက်နော်ကျွန်တော်တို့ ကရိယာအနေနဲ့အသုံးချလာပြီးတော့ယခုဆိုလို့ရှိရင်ကျွန်တော်တို့တပ်ဖွဲ့တိုင်းတပ်ဖွဲ့တိုင်းမှာ drone တပ်ဖွဲ့ဆိုတာကမဖြစ်မနေအစိပ်ပိုက်တည်းအနေနဲ့ပါဝင်လာတယ်ကျွန်တော်တို့ drone ရဲ့ထရီရဆစ်စင်မှုတွေကြောင့်မလာအကြံပေးဆက်တက်ကတို့အထိနာလာတာကိုသိတဲ့အခါကျတော့အခုတို့ကနော်ပြန်ပြီးတော့ drone တွေကိုတုံးလာတာတွေကိုလည်းတွေ့ရတယ် နာဒမောဩစောကလေရောစီယောဒမောနော်ဆိုတော့ဒရုန်းရဲ့အရေးပါမှုကမြမနွေဦးဒေါ်လာရေးတယ်မဟုတ်ဘူးကျွန်တော်တို့ကဘာမှလည်းဒရုန်းကြီးရဲ့အရေးပါမှုကပုံမူပြီးတော့ကျေပြတ်ပါဆိုတော့ကျွန်တော်ဒီနေ့ ျွန်တော် profile မှာဆိုလဲ post နှစ်ခုကိုကျွန်တော် share ထားပါတယ်တခုကတော့ချစ်ကိုကိုနောင်ရဲ့ post ပေါ့နော်နောက်တခုကတော့ကိုနေမျိုးစင် post ပေါ့အဲ့နှစ်ခုလဲ share ထားတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါတွေကလွန်ခဲ့တဲ့ပြီးခဲ့တဲ့နှစ်တွေလောက်ခရဲကကျွန်တော်ကိုယ်တိုင်လဲတောက်လျှောက်လို့တင်ပြခဲ့တဲ့ idea တွေသူတို့နဲ့မတိုင်ပင်ထားတော့လည်းပဲသူတို့နဲ့ကျွန်တော်နဲ့ဒီ idea ချင်းကတော်တော်နီးစပ်တဲ့အခါကျတော့ကျွန်တော်ပြန် share ပြတ်တယ်မောင်နီမှာ afternoon မှာ evening မှာကျွန်တော်ကပအလယ်ပိုင်းဆိုတော့ကျွန်တော်ကျတော့ afternoon ဖြစ်နေပါတော့ဆိုတော့ကိုချစ်ကိုကိုနောင်ကတော့သူတင်ပြထားတဲ့အကြောင်းအရာကဒီ drone တွေကိုနော်အဆက်မြင့်နိုင်လို့ရှိရင်နေပြီးတော့မအလောက်ကိုရေးလေလေပေါ့တတိယပွဲသိမ်းတဲ့ဒီလုံးလို့ရမယ်ဆိုတော့သဘောမျိုးကို तू ကပြောထားသလိုကိုနေမျိုးစင်ကတော့ तू ကတော့ ကာမီကာဇက် drone တွေပေါ့ဗျာအစစ်မြင့်ပြီးထုတ်ဖို့ရိဆိုပြီးတော့နော်သူအဲ့လိုမျိုးတင်ပြထားတာကျွန်တော်တွေ့မိတယ်ကျွန်တော် profile မှာလည်း share ထားပါတယ်ဖက်ကြည့်လိုက်ပါဆိုတော့ဒီ drone တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်ခရဲကလည်းကျွန်တော်နော်တောက်လျှောက်တင်ပြလာတယ်လို့ဒီနှစ်ထပ်မှလည်းထပ်ပြီးတင်ပြအတူတူပဲကျွန်တော်တို့ကကဘာယူအကြီးတက်မှနေလာတဲ့ခါကျတော့ကဘာမှာဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကလေ့လာပြီးတော့အားလုံးပဲနေလာပါခင်ဗျာ။ဒီနေ့ရုပ်ရှင်နဲ့မှတ်ချက်ထားပါတယ်။ ကျွန်တော်တို့ရှင်နေဟောဆိုရင်နေ့စဉ်မျိုးတလုံးနဲ့တက်နေတယ်။တိုင်းတဲ့တဲ့ကောင်တွေကိုတန်းဆက်ပေးနေရမယ်။ကျွန်တော်ရဲ့ရှင်နေလေးကိုလည်းဆက်ပေးလို့ပြည်ပြီ။ဖိုက်ကျန်ကြရအောင်ပြင်နေတဲ့မျိုးတွေဆောင်နေတယ်။နေ့စဉ်တောင်းဆက်ရှင်ပါတယ်ခင်ဗျာ။ညီမဘီနဲ့ဘယ်လိုမျိုးပြန်ပြီးတော့အသုံးချလို့ရမလဲဆိုတာကိုကျွန်တော်စဉ်းစားပြီးတော့တင်ပြလေးရှိတယ်။အဲ့မှာထူးခြားမှုကဘာကိုထပ်တွေ့ရလဲဆိုတော့ကျွန်တော်တို့ယူကရိန်းကပေါ့နော်။ drone နဲ့ rocket တွေကိုအစစ်မြင့်ပြီးတော့ဆိုလိုချင်တာ drone တွေနဲ့နော် ကျွန်တော်တို့ short tight ဒုံးဖြစ်ဖြစ်เนาะဒုံးကြီးဖြစ်ဖြစ်အဲ့ဒါတွေကိုအစစ်မြင့်ပြီးတော့ရုရှားကမဟာပြူအမြောက်တွေထိုးနှက်တာတွေကိုကျွန်တော်တို့တွေ့မိပါလိမ့်မယ်เนาะတတော်ကိုထရီရောက်လုံနိုင်တယ်ယူကရိန်းအနေနဲ့ကဘာကြောင့်ယူကရိန်းအနေနဲ့လုံနိုင်လဲဆိုတော့ဒါကတော့လေ no wonder ပါเนาะဆိုတော့သူရှိမှာကဥရောပရောအမေရိကတကဘာလုံးကရောเนาะငွေကြေးရောလက်နက်အားရောဤပညာဘိုင်းရောအကုန်လုံးထောက်ပံ့နေမှာတော့ဇာလန်စကီလုံနိုင်တာကတော့အရန်ကြီးတော့မဆမ်းဘူးပေါ့ သို့တော့ကျွန်တော်အဓိကတင်ပြချင်တာကဇလန်စကီတို့ယူကရိန်းကဒရုန်းနည်းပညာတွေကိုအဆင့်မြင့်ပြီးတော့ဟိုးရန်သူရုရှားတွေရဲ့နည်းမြေမိုင်ပေါင်းရာချီထောင်ချီအထိကိုထိုးဖောက်ပြီးတော့ရန်သူရုရှားတွေရဲ့လက်နက်သူလောင်ယုံတို့နော်လော်ဂျစ်စတစ်တို့စီသူလောင်ယုံတို့ဒါတွေကိုသူ ကောင်းကောင်းလေကျွန်တော်တို့ချိန်မုန်းနိုင်တာကိုတွေ့ရတယ်ဆိုတော့ဒီဘက်မှာမူတည်ပြီးကျွန်တော်ပြည်သူတွေကိုကျွန်တော်တင်ပြလာခဲ့တယ် ဘလို့တပြလာခဲ့လဲကျွန်တော်တို့ဒါကတကယ်လို့ဒီလိုမျိုး drone တွေကိုကျွန်တော်တို့အဆက်မြက်နိုင်မယ်ဆိုရင်နော်နေပြီးတော့မာလာကျွန်တော်တို့မဟာပြူအမြောက်နှွာလို့ရမယ်ဆိုတာကိုကျွန်တော်တင်ပြလာခဲ့တယ်ဆိုတော့ဒီနေ့အသစ်တစ်ပတ်ထပ်မံပြီးတော့တင်ပြရခြင်းအကြောင်းရင်းကအဲကျွန်တော်တို့နော်မတိုင်မင်ထားတော့လည်းပဲတွားပြီးစဉ်းစားမိပုံလေးစင်တူတဲ့ကျွန်တော်တို့ဒေါ်လိုင်းတွေကနော်ကျွန်တော်တို့ ဒေါ်လာကြီးမိတ်ဖတ်တယ်ပေါ့တို့ရဲ့တင်ပြလာတဲ့အခါမှာကျွန်တော်အစ်တစ်ဖက်ထပ်ပြီးတော့ကျွန်တော်အနေနဲ့လည်းထပ်ပြီးတင်ပြခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဒေါ်လာရဲ့ကြီးအောင်မြင်မှုဆိုတာကကျွန်တော်တို့မြေပြင်မှာကျွန်တော်တို့နေဦးဒေါ်လာကြီးဘတ်တော်သားတွေတိုင်းသားလက်နက်ကိုက်တပ်ဖွဲ့တွေအပြည်ပြင်ထိုးစစ်တွေဆင်နေကြတယ်ရန်သူကိုနော်။ဒီနေ့ဆိုရင်ဝါသဆရာတနေကောင်းအနေနဲ့ကချင်မှာဆိုရင် KIA နဲ့မဟာမိတ်တွေက ဗမောစကစကနော်တို့အရေးပါတဲ့ကကဲစကန်းနဲ့ထပ်သိမ်းလိုက်ပြီးတော့ဗမောမြို့သိမ်းတိုက်ပွဲက GIAD အနေနဲ့နေလာညလာဆိုပြီးတော့အောင်ပွဲခံနိုင်တဲ့အနေထားဆိုတာကိုကျွန်တော်တို့တွေ့ရတယ်လို့မြို့မပြည့်ရဲ့ရှစ်တောင်ပိုင်းမှာဆိုလို့ရှိရင်လည်းဖတ်တီတို့ဖတ်တို့က Grand Bee နဲ့မှာစခွေးကင်းစင် Grand တခွင်းဆိုတဲ့ပုံစံမျိုးဖြစ်အောင်ကိုနော်စကစကန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းနေနိုင်တာကိုကျွန်တော်တို့တွေ့ရတယ် ဒါပြင်ကျွန်တော်ဒီဘက်မြမဘီအနောက်ပိုင်းနဲ့အလယ်ပိုင်းမှာဆိုလို့ရှိရင် AA ရဲ့ဥဆောင်မှုနဲ့ရန်သူတွေကိုကြောက်ဖြူဆိုလို့ရှိရင်လည်းတကယ်ကိုထိုးစစ်တွေဆင်နွှဲနေတယ် AA ကတခါမြမဘီအလယ်ပိုင်းမှာရှိတဲ့အရေးကြီးတဲ့နေရာတွေဆိုလို့ရှိရင်လည်း AA ရဲ့ဥဆောင်မှုနဲ့နော်ကျွန်တော်တို့ PDF တွေ LDF တွေ UG တွေကနှွာနေတာကို တွေ့ကြရမှာဖြစ်တယ်ဆိုတော့တခါကျွန်တော်တို့ရိုးတော်လိုင်းနဲ့အတူတူပတ်ပွားလာတဲ့ PDF တွေ LDF တွေ UGD ရဲ့လက်ရည်ကလည်းတအားကိုတက်လာပြီးတော့သူတို့ရဲ့စစ်ဘောင်ချက်မှုပါဆိုလို့ရှိရင်အခုဆိုရင်ဒီမြန်မာပြည်အလဲပိုင်းပေါ့နော်ဟိုဘက်ဘကဘခေနောက်ပိုင်းမှာလုံးဝကိုလက်နက်ကိုက်တော်လိုက်ရေးမရှိသလောက်နော်တကယ်ကိုအဖြူရောင်နေမြေလို့ပြောလို့ရတဲ့မြန်မာပြည်အလဲပိုင်းဒေသတွေပဲခူးတို့နော်မကွေးတို့နော်ရန်ကုန်ဒီလိုနေတွေအထီးကိုကျွန်တော်တို့ ရှောင်းတခဲပျောက်ကြားစက်တွေဒဲစက်တွေဖြတ်တိုက်စက်တွေဓာတ်တွေကိုလုတ်လာနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။သတင်းတွေကိုလိုက်ဖက်ပြီးပြန်ပြောရမယ်ဆိုလို့ရှိရင်တော့ဆုံးမှာမဟုတ်ဘူးဆိုတာကနော်ဒေါ်လာရေးကြီးကိုအောင်ပွဲခံဖို့ဆိုတာကနော်ကျွန်တော်တို့မြေပြင်ကဒီလိုမျိုးပွဲသိမ်းတိုက်ပွဲတွေအောင်မြင်မှုအရှိန်ပိုရဖို့လို့အတွက်ကကျွန်တော်တို့မာဗျာမြောက်ကျွန်တော်တို့နော်ထိုးစစ်တွေလိုပါတယ်မာဗျာမြောက်ထိုးစစ်ဆိုတာကကျွန်တော်တို့ ဟိုတမကြီးတွေလိုက်ထိုးစစ်စစ်တဲ့ပုံစံမျိုးကိုပြောတာမဟုတ်ပါဘူးမာဗျူအမြောက်ရန်သူရဲ့အရေးပါတဲ့ target တွေကိုကျွန်တော်တို့ချိန်မုန်းဖို့လို့အတွက်အဲ့လိုမျိုးချိန်မုန်းဖို့လို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ငါးချက်ကိုကျွန်တော်တောက်ဆော့တင်ပြလာတယ်เนาะအဲ့ဒါကတော့ရန်သူကမဖြစ်မနေစစ်မှုထမ်းဥပဒေနဲ့ပြည်သူတွေကိုအတင်းကျပ်စစ်မှုထမ်းခိုင်းခြင်းဒါကိုမဖြစ်မနေဖြတ်မှတ်ရမယ် အခုဆိုရင်ကျွန်တော်တို့ဒါကိုမဖြတ်နိုင်သေးဘူးကဇက္ခတွေကသူတို့အတွက်ကိုအတင်းကျပ်အသေးခံခိုင်းမဲ့ကျွန်တော်တို့ပြည်သူတွေကို လုံလို့ရတဲ့အနေအထားရှိနေတယ်ဆိုတော့ကိုဇင်ရောတင်ပြတဲ့เนาะဒီကျွန်တော်တို့စီရီယံပုံကြီးကိုဇင်ရောတင်ပြတဲ့စင်းစရာအရဆိုရင်ဇက္ခအင်အားသက်9000လောက်အထိကိုရသွားနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်လို့ အဲ့ဒီစစ်မှုထမ်းတင်တန်းကအပတ်စဉ်73 74အထိကိုရောက်လာတာကိုတွေ့ကြရမှာဖြစ်တယ်။ဒါသည်ကျွန်တော်တို့စိုးရိမ်စရာကောင်းတယ်။ဒါကိုကျွန်တော်တို့အနေနဲ့မဟာပြူအမြအလုံးအရေးကြီးတယ်ဆိုပြီးတော့နော်ကိုဘက်ကနေပြီးတော့ရန်သူတွေဘက်ကိုနော်ကိုလူတွေမပါသွားရအောင်ကျွန်တော်စဉ်းစားပြီးတော့ဖြတ်သိမ်းဖို့လိုတယ်။ခဏတောင်းဆိုတဲ့အင်အားကမနေပါဘူး။ ဆိုတော့ဒီမှာကျွန်တော်တို့ပြန်ကြည့်ကြည့်လိုက်ပါ2025မှာရန်သူကသူရလာတဲ့စက္ခအသက်တွေနဲ့အင်အားပြန်လဲစုဖွဲ့ပြီးတော့เนาะအခုဆိုသူကဖားကန့်ကိုတော့မှစစ်ကြောင်းပြန်ထိုးလာပြီးတော့ဖားကန့်ကိုပြန်ထိုးလာတဲ့စစ်ကြောင်းမှာဆိုရင်စက္ခအင်အားတစ်ထောင်ကျော်လို့ကျွန်တော်တို့သတင်းတွေထဲမှာဖတ်ရပါတယ်အခုဖားကန့်မြို့နာအထိရောက်လာတယ်တခါကျွန်တော်တို့ဒီဘက်တောင်ခမ်းဘက် DNA ဘက်ဆိုလို့ရှိရင်လည်း နေ့စဉ်ဘုံတွေကျဲတယ်ဓာတ်ဘုံတွေကျဲတယ်အစိမ့်ကိုတွေကျဲတယ်ဓာတ်ပြင်ကိုသူတို့ဘက်ကလူကိုအင်အားကိုအလွန်ကျွတ်သုံးပြီးတော့ဖြစ်အားနဲ့လူအားနဲ့ပေါင်းပြီးတော့လေချောင်းသာစည်းမှုနဲ့အတင်းကို ရှစ်ကိုတိုးလာတာကိုတွေ့ရမှာဖြစ်တယ်။ဒါရီဘီဘာရဲ့အကျိုးဆက်တွေလဲဆိုတော့ကျွန်တော်တို့ဒီအတင်းကျစစ်မှုထမ်းခိုင်းတဲ့ဟာကိုမဖြတ်နိုင်သေးတဲ့အခါမှာဒီလိုဖြစ်လာတယ်လို့ယူဆလို့ရတယ်။ပြောလို့ရတယ် အဲ့တော့တို့ကကျွန်တော်တို့ပြည်သူတွေရဲ့ဘဝကချင်းကြတဲ့ကကြက်ကြိုက်တဲ့ချိန်ရိုက်သက်စားလို့ရတယ်ဆိုတော့အနေထားဖြစ်လာတဲ့အခါမှာနော်နာဒမောမင်္ဂလာပါဟုတ်ကဲ့ဒါမောဒါမောကျွန်တော်တို့တွေကလည်းဒီအရာကနော် not only ပေါ့ကျွန်တော်တို့ပြည်သူတွေရဲ့နော်ဥစားပေါ့အဒင်းကျစမှုထန်ခိုင်းခြင်းနော် အပေခံခိုင်းခြင်းတစ်ခုတည်းမဟုတ်တော့ဘဲနဲ့ဒေါ်လာရေးတစ်စုံလုံးဒေါ်လာရေးတစ်စုံလုံးဆိုတဲ့နေရာမှာကျွန်တော်တို့ຫນွေဒေါ်လာရေးရောတိုင်းရင်းသားဒေါ်လာရေးရောအားလုံးကိုချိန်ချောက်လာတဲ့အန္တရာယ်အကြီးကြီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မှတ်ယူပြီးတော့ဒါကိုကျွန်တော်တို့ခြေဖြတ်ဖို့လို့နောက်ဆုံးပြတ်တဲ့အထိကိုလှုပ်ဖို့လို့အတွက်ကိုကျွန်တော်တို့ကြိုးစားကြမှာဖြစ်တယ်အဲ့တော့ဒီလိုနေရာမှာပြီးခဲ့တဲ့ရက်ပိုင်းတွေကကျွန်တော်တို့အရခတ်တက်တော် AA ကနော်ကျွန်တော်တို့ဒီအရခတ်သားတွေပေါ့နော် ်ဘီမကိုထွက်ခွာခဲ့တယ်ပီမကိုဘီဘကိုထွက်ခွာခဲ့ကုန်ပိတ်လိုက်တဲ့အပြင်အရကတက်တော်မှာစစ်မှုထမ်းကြရမယ်ဆိုတဲ့ညွန်ကြားလာပြဆောင်ကိုလည်းကျွန်တော်တို့မီဒီယာတွေမှာကျွန်တော်တို့တွေ့လိုက်ရတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ကြည်ကြည်ပြပြလေးကိုအရကမီဒီယာနဲ့ကျွန်တော်အင်တာဗျူးလုပ်ထားပြီးတော့အရကမီဒီယာဆိုတဲ့ page ရှိပါတယ်အဲ့ဒီမှာကျွန်တော်ကြည်ကြည်ပြပြလေးကျွန်တော်ဆွေးနွေးတင်ပြထားတာတွေရှိပါတယ်။သွားကြည့်ကြည့်လိုက်ပါเนาะ။ကျွန်တော် page မှာလည်း share ထားပါတယ်။ဆိုတော့ အဲ့ဒီအေကထုတ်လိုက်တဲ့ညွန်ကြော်လော်ကအေကောင်းဆောင်ပိုင်းနေရဲ့ရည်ရွယ်ချက်ကတော့တို့အမျိုးသားအကျိုးစီးပွားနဲ့အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအရာလို့ကောင်းစွာတတ်ထားတယ်။ဆိုတော့ကျွန်တော်အရသာပြည်သူတယောက်အနေနဲ့ကျွန်တော်သုံးသပ်ကြည့်တဲ့အခါမှာအေအေရဲ့ထုတ်ပြန်ချက်သည်တော်လိုင်းဒဇုံလုံးပေါ်မှာအပြုတ်သဘောတော့တည်ရမှုရှိတယ်။တော်လိုင်းဒဇုံလုံးဆိုတဲ့နေရာမှာကျွန်တော်တို့ရခိုင်တော်လိုင်းရေးရောတိုင်းရင်းသားတော်လိုင်းရေးရော နှုတ်တော်လေးပေါ်မှာအပြည့်သဘောတော့တည်ရမှုရှိနေမယ်။ဘာကြောင့်လဲဆိုရက်ကကြတော့ကျွန်တော်တို့ကြည့်ကြည့်ပါ။ရခိုင်ဒေသကနေပြည်မဘက်ကိုထွက်လာတဲ့ရခိုင်သားတွေပြည်မဘက်ကိုရောက်လို့ရှိရင်စစ်ကောင်စီကအတင်းကြပ်ဖမ်းပြီးတော့စစ်မှုထားခိုင်းနေ။ဆိုတော့ကကိုဘကဆုံရှုံနေတာသွားတယ်။ဘာကြီးဆုံရှုံနေတာသွားလဲ။နှစ်ဆဆုံရှုံနေတာသွားတယ်။နော်။ကိုဘကလူရင်ရလဲဆုံရှုံသွားတယ်။ ဒါအပြင်ရန်သူဘက်ကိုအားဖြတ်စီသွားတယ်အခုအေအေကအဲ့ဒါကိုပိတ်လိုက်ပြီးတော့เนาะအရကတ်တတော်မှာစုံထားမယ်လို့ပြောတဲ့အခါကျတော့ကိုယ့်ဘက်က၃လေးစားလောက်ပြန်ပြီးတော့ခွန်အားဖြတ်သွားတယ်နံပါတ်၁ချက်ကရန်သူရဲ့အတင်းချက်စုံထားဥပဒေကိုခြေဖြတ်ရရောက်တယ်နံပါတ်၂ချက်ကရန်သူတွေအရကတ်သားတွေကိုเนาะအတင်းချက်တော်တော်လည်းမရတော့ဘူးနံပါတ်၃ချက်ကကိုယ့်ဘက်ကလူဝင်အားတိုးလာတယ်အေအေအတွက်ကိုเนาะနံပါတ်၄ချက်ကအဲ့လိုမျိုးတိုးတက်လာတဲ့အတွက် အခုအေးအေးအနေနဲ့ဆိုလို့ရှိရင်ရခိုင်တနယ်လုံးတာမကမြမတပီလုံးကိုခြုံငုံပြီးတော့ရင်ဆိုင်နေရတာဖြစ်တဲ့အခါကျတော့သူ့အတွက်လူရင်ရတွေလူတယ်ခွန်အားတွေလူတယ်ဆိုတော့ဒါတွေကိုရပ်သွားတယ်ဆိုတော့အကျိုးကျေးဇူးကိုကျွန်တော်တို့တွေ့ကြမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအရာဒီအေးအေးဤတကယ်ကိုအချိန်ခါကတ်နော်ရဲ့ရင်တတိရှိရှိနဲ့ဆုံးဖြတ်ချပြီးတော့လှုပ်လိုက်တဲ့အရာတစ်ခုအနေနဲ့တခါအေးအေးဆုံးဖြတ်ချပြီးလှုပ်ဆောင်လိုက်မှုသည် တော်လိုက်တစုံလုံးအတွက်ကိုအပြုသဘောတည်ရမှုရှိတယ်လို့ကျွန်တော်အနေနဲ့တော့သုံးသပ်တယ်။အဲ့တော့ကျွန်တော်ရှင်းမှတပြားခဲ့တယ်လို့တော်လိုက်ရေးကြီးအောင်မြင်ဖို့လို့အတွက်ကျွန်တော်တို့မဟာဗျူဟာမြောက်၅ချက်ကိုလုပ်တဲ့နေဆိုတော့ကိုကျွန်တော်တင်ပြလာခဲ့တယ်။အဲ့ဒါတွေကနံပါတ်၁စင်မှုထမ်းဥပဒေအရအတင်းချက်စင်မှုထမ်းခိုင်းနေတဲ့အရာတွေကိုမရရတဲ့အနည်းနဲ့ဖျက်ချင်း။နံပါတ်၂ရန်သူကလေကြောင်းစုံမမှုနဲ့လုပ်နေတဲ့အတွက်ရန်သူရဲ့လေကြောင်းစုံမမှုအဓိကဖြစ်တဲ့နှက်တိုက်တွေလဒါတိုက်တွေကို ရှင်းချင်း နံပါတ်3ချက်ကရန်သူကိုခဲရမိကြ foreign power တွေနော်ပြအားတွေကိုပေးနေတဲ့ကျွန်တော်တို့ကပ္ပစကကွယ်ရေးပစ္စည်းဆက်ယုံနေအားရတွေကိုရှင်းချင်းဆိုတော့ကိုစင်ရောရဲ့ interview လဲကျွန်တော်တွေ့လိုက်ပါတယ်အားရကပါလဲဆိုတော့ဟို VOC လို့တွေ့လိုက်ပါတယ် voice of channel မှာအားရလည်းတော့ကြည့်ကြည့်ပါကိုစင်ရောနဲ့နော်ချင်းမီဒီယာနဲ့မေးထားတဲ့ဟာလေးရှိတယ်အဲ့မှာဆိုလို့ရှိရင်ပြအားအတွက်ကိုအဓိကနော်ခဲရမိကြောက်တွေကိုပြည်တွင်းကပ္ပစတွေကနေထုတ်ပေးနေတာ အဲ့တော့ကျွန်တော်တို့ကဒီကပ္ပစတွေကိုရှင်းဖို့လိုတယ်ဆိုတော့မဟာဗျူဟာမြောက်ကျွန်တော်တို့ယူမန်ချက်ကြီး3နံပါတ်3အနေနဲ့ရှိတယ်နံပါတ်4အနေနဲ့ကကြတော့ကျွန်တော်တို့ဒီရန်သူရဲ့နောက်တန်းစခန်းတွေကိုအနာမပေးဘဲနဲ့ရန်သူကိုအမြဲတမ်းချိန်ချောက်နေဖို့ဆိုလိုချင်တာကတပ်မဌာနချုပ်တွေတပ်ရင်းဌာနချုပ်တွေเนาะအဲ့ဒါတွေကိုကျွန်တော်တို့ကဤပေါင်းစုံနဲ့ချိန်ချောက်နိုင်နေဖို့နံပါတ်5အချက်အနေနဲ့ကတော့ရန်သူကြီးဆက်သွယ်ရေးကွန်ရက်ကြီးဆက်သွယ်ရေးဆိုတဲ့နေရာမှာပို့ဆောင်ဆက်သွယ်ရေးနဲ့ telecommunication နဲ့เนาะအဲ့ဒါတွေကိုကိုယ့်ဘက်လည်းမထိခိုက်စေဘဲနဲ့သူ့ဘက်ကို ျွန်တော်တို့လုပ်ဖို့ဆိုတဲ့အရာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့တင်ပြထားတာတွေရှိတယ်ဆိုတော့ဒါတွေကိုဘလို့နီးနဲ့လုပ်ကြမလဲဘလို့နီးနဲ့လုပ်ကြမလဲဆိုတဲ့အခါကျတော့တကယ်တကယ်ကျတော့ကျွန်တော်ရဲ့ဒီနေ့ပင်မခေါင်းစဉ်ဖြစ်တဲ့မာဗျူအာဒရုန်းပေါ့ဗျာနော်မာဗျူအာဒရုန်းဆိုတဲ့အရာကဒရုန်းတစ်ခုတည်းတော့မဟုတ်ပါဘူးမဟာဗျူအာဒရုန်းနဲ့မဟာဗျူအာဒုံးကြီးလို့ပြောရင်တော့ပုံမှန်ပါလိမ့်မယ်ဆိုတော့ကျွန်တော်ပြည်သူတွေလည်းသတိထားမိမှာပေါ့ ဒီကျွန်တော်တို့ brave warriors for မြန်မာဆိုတဲ့ BWMD တောင်ငူလီဒါစကန်ဌာနချုပ်ကိုသွားကစ်လိုက်နော်တကအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုသွားကစ်လိုက်ကပ္ပစဆယ်ယုံကစ်လိုက်နေကစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ brave warrior for မြန်မာဆိုတဲ့အခါကျတော့ကျွန်တော်မြန်မာမှုပြုရမယ်ဆိုလို့ရှိရင်အဲမြန်မာပြည်အတွက်တတ်သိရှိသောသူရဲကောင်းများဆိုတဲ့အတိတ်ပဲထွက်မယ်နဲ့တွေ့ပါတယ်